မဲမင်္ဂလာပါရှင်။တူစာအော်ဒီယိုဘုတ်ကနေကြိုဆိုပါရစေ။ဒီနေ့မှာဆိုရင်တော့တူစာဖတ်ပြပေးမယ့်စာအုပ်လေးကဆီယမကျူရီတာထတော့ချစ်သူဤတမီဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါလေရှင်။ချစ်သူဤတမီသူ့ကိုကျမစပြီးမြင်ဖို့တီကလူနာကလေးမာလီတယောက်အဖြစ်ပါ။ကျမအင်းနှင်းပေးခြင်းကလေးအိမ်ကပညာရေးပေါ်လာဆောင်တစ်ခုဖြစ်သည်။ ပေါ်လာဆောင်ဆိုတော့ယောက်ျားလေးတွေရောမိန်းကလေးတွေရောကိုခြံဝန်းထဲမှာချက်ခနေဖြက်ခနေမြင်တွေ့နေကြစာတန်တန်တွေစာရွက်တန်တွေကိုကြားနေကြဖြစ်သည်စိတ်ကံကြီးသောပေါ်လာဆောင်ဖြစ်သည်ဖြင့်ရီမောစာနောက်တန်များကိုတော့မကြာခဏကြားရတတ်သည်မဟုတ်ပေအဲ့ဒီခြံဝန်းဘက်မှရီတန်ကိုကြက်ကြဲလောင်လောင်ကြားရပြီဆိုရင်အဲ့ဒါစာတန်ကြိမ်တစ်ခုမှပဲဖြစ်၏ စီဘွားပေတာစတဲ့ချိန်မှာရီမောတန်များကြားရခြင်းဖြစ်သည်ဟုပေါ်လာဆောင်ကိုဦးစီးသူအမျိုးသမီးကကျမအားရှင်းပြဖို့သည်ကျမအံ့ဩရပါသည်စီဘွားပေတာ၏ကိုရန်စေတန်းတင်ငန်းစာများကိုကျမအားတင်ကြားပေးခဲ့သောဆီယမကြီးတော်နှင့်တွင်အားတတိယအောင်မြင်ရင်ကျမတို့စတဲ့ချိန်ဘယ်နှခါပြုံးရခဲ့ရလို့လဲဟုစဉ်းစားကြည့်မိ၏ ထို့အတူပြုံးရည်စရာမပါသောဘာသာရဲတစ်ခုကိုတောင်းသားတွေတဝါဝါရှိမောရအောင်တင်ကြားခြင်းမှာဆရာဤချီတူထိုက်သောအည်အချင်းဖြစ်လိမလားဟုတန်တရာဝင်ခေရပါသည်။ဘာပဲဖြစ်ဖြစ်ဤပေါ်လာဆောင်သည်နမေတော့တော်တော်ကြီးပါသည်။အောင်ချက်ကောင်းသည် အစမြင့်တက္ကသိုလ်များတို့ဝင်သည်တောင်းသားတောင်းသူတွေများသည်စာတိတည်င်းစကားများကိုကျမဤလူနာများထက်မှကြားရလေရှိသည်။ ။ဤပေါ်လာဆောင်မှကလေးများနေမကောင်းနှင့်ကျမပဲစိတ်ကူတာပေရ၏။အများအပြင်းတော့စိတ်ခန့်တို့လာကြသည်။တခါတရံသာပေါ်လာဆောင်အထီလိုက်သွားရတတ်သည်။ပေါ်လာဆောင်ကိုမှကျမသွားရပြီဆိုရင်တော့လူနာကိုကုသပေးပြီးဒီနောက်ကြံတိចောင်းသားចောင်းသူများကိုကျုံလင်းကျုံတလုံးကျမရဲ့ပညာပေးအတီးတချို့ကိုပြောပြခဲ့တီကကျမဤအကျင့်တစ်ခုဖြစ်နေသည်စိတ်လိုက်ကိုဘာကြောင့်ရှောင်တင်တလဲဆိုသည့်အကြောင်းအရာမျိုး မြူပွားချင်းဆိုင်ရာကျမဟိဘဟုတုတဖတ်ကြောင့်လိုအပ်တယ်လေဘေးအတိုင်းအတာထိတိထားတဲ့တယ်ဆိုသည့်အကြောင်းအရာမျိုး HIV AIDS နှင့်ပတ်သက်ပြီးလူငယ်တွေကြုံတွေ့နိုင်သည့်အဖြစ်အပျက်နှင့်ရလက်များဆိုသည့်အကြောင်းအရာမျိုးတွေဖြစ်တတ်သည်တို့တော့သူတည့်ရကတော့ကျမပြောနေကြစကားဝိုင်းကိုပြက်ကွက်သွားခဲ့ဤသူကိုစိတ်ကူတပီးပြီးဒီနောက်မှာကျမဤစိတ်အာရုံများလွတ်လပ်မှုမရှိပေတဆုံတရားနဲ့နှောင်ဖွဲ့တင်းကျပ်မိသွားတော့ကြောင့်ဖြစ်သည် သူကိုကျမတခါမျှတတိမထားမိခဲ့မမြင်ဘူးခဲ့တာတေချာသည်တို့တော့ကျမမြင်ဘူးနေတယ်လို့ရင်ရင်နှင်းနှီးကိုမှတ်မိနေတီမှလည်းတေချာသည်တောက်ပရှင်းလက်တော်မျက်ဝန်းနှံများမဲနဲ့ပြီးမျက်လုံးနှင်းဝေဝေမြင့်မြင့်မျက်ခုံးများပေးတွေ့ချွတ်များသည့်နှာတန်းစင်းစင်းနောက်ပြီးလုံဝန်းတော်မျက်နှာကျမှတွေ့ချွတ်တော်မေးစီသမီးကိုတနည်းအရမှမြင်ဘူးတယ်လို့ပဲသမီးမိုးရေများလောက်တလား တကွက်တစ်ပြက်စနောက်သောစကားဖြင့်ငုံမဲ့နေသောကလေးမကိုမေးမိသည်သူကမဖြေပါကျမ၏ပစ္စည်းကရိယာများကိုသာအသေးအတန်ယူဆိုင်ကြည့်လျက်သူကိုနာကျင်အောင်လုပ်တော့မှာကိုစိုးရင်ကြောင်ကြနေဟန်ရှိ၏ဆီမထူးခြင်းမူသူကမျက်ရည်ဆူဆူသောမျက်ဝန်းများဖြင့်ကျမအားစိမ့်စိမ့်ကြည့်ကညှင်းဆိုပါသည်ခေခိုင်ဆီယမကိုဧည့်သည်လို့မစိုးနဲ့လေဆီယမကတမိနေကောင်အောင်ကုပေးမှာ ပေါ်ရာအုတ်ချုပ်သူအမျိုးသမီးကဖြောင်းဖြားသည်။တမီးကအဖျားတိတ်ကြည့်ပြီးကောင်းကိုက်လိုငုံနေရတာမို့ချက်ချင်းတတအောင်ဆေးထိုးမှကောင်းမယ်လီ။ကျမအပြုံးဖြင့်ချုံမော်မိ၏။ဟမ်ဟမ်မထိုးရဘူး။ကောင်းပြီ။တမီးမထိုးချင်ရင်အန်တီမထိုး။တိုင်မဲအဖျားနဲ့ကောင်းကိုက်မမြန်ကြအောင်တစားနည်းနဲ့တစ်ခုနဲ့တော့တမီးကိုယ်ထဲဆေးရအောင်လုပ်ရလိမ့်မယ်။ ကျမကတခြားကလေးတွေမကြိုက်ရအောင် သူ့နာနာကိုကက်ပြီးပါရာစီတမောဆေးတောင်းလေးတစ်ခုသူ့ကိုယ်ထဲသူ့ဗေနီးဖြင့်ထည့်ပေးနိုင်သည်ဆိုတာရှင်းပြလိုက်သည်သူ့အခါသူ့မျက်နှာလေးပန်းသွေးအောင်ရဲသွား၏ဆင်းရဲကြောင်းတို့မှလေးသည်ထိုနည်းကိုအသေးအတန်ညင်းပြန်မာသည်တားဖြန့်သမီးရွေးလီဆီယမဗေနီးနဲ့သမီးအဖျားမြင်မြင်ကြောင်လှုပ်ပေးစီခြင်းတလဲကလေးမခနာတွေ့ဝေသွားသည် နောက်တော့မှမပွန့်တပွန့်အတန်ဖြင့်ခက်ဆာဆာပြိုသည်။တမီးကိုဖဖီကလွှဲလို့ဘသူမှဆေးထိုးပေးရမခံရဘူးဘူး။ထိုစကားကြောင့်ကျမသူ့မျက်နှာလေးကိုဖြက်ခနေအသေးအချာငုံကြည့်မိ၏။သူ့အဖေကဆရာဝန်လား။ဒါဖြင့်ဖရားကြီးသူ့အဖေကဆရာဝန်မဲဆရာမရှိပေါ်လာဆောင်အုပ်ချုပ်သူအမျိုးသမီးကကျမအားရှင်းပြသည် ကျမကလေးမကိုကြည်ရင်ဘသူတမီဖြစ်နိုင်တည်ဆိုတာတွေးမိသွားပါသည်။တမီအဖေကပင်လောင်းကများလား။ဟုတ်တယ်။ကလေးမဤမျက်ဝန်းများလင်းလက်သွား၏။ဖဖေကိုတိလာရင်တိတလား။ကျမရင်ထဲမှာချိတ်ခနဲခုံသွားသည်။တိတလားတဲ့။ကျမပြုံးလိုက်ပါသည်။တိတာပေါ့။တမီဖဖေနဲ့အန်တီနီကတန်းနဲ့ကြောင်းတက်ခဲ့တဲ့အတန်းဖော်တငယ်ချင်းတွေလीသိခင်တာပေါ့။ ။တမိအင်ပြန်တဲ့အခါအန်တီဆီယမအကြောင်းတမိပြောပြလိုက်ပေါ့။သူ့အဖေနဲ့တတန်းသားဆရာဝန်ဟုတိတော်ရုံဖြင့်ကျမအပေါ်အာကိုသွားလီမလားမသိ။သူ့အာမနာအောင်စေထိုးပေးရန်ဟုတော်ထွန်းချက်ဖြင့်စေထိုးခွင့်ပေးလိုက်သည်။ထိုနေ့ကကျမအိမ်သို့ချက်ချင်းပြန်သွားခဲ့မိပါသည်။တို့တီစာတော်တော်ကလေးမတယောက်ဖြစ်သည်မှန်၏တော်တော်တော်စိတ်မြန်ပြီးတော်တော်ရှမ်းတော်ကလေးတယောက်လည်းဖြစ်သည် သူလေးကျင်ခန်းစာအုပ်အဖြစ်များကိုကျမတောင်းယူကြည့်သည့်အခါပေါ်ဆသောအမားတေးတေးလေးများကိုတတိထားမိသည်မိကွန်းတစ်ခုခုကို သူအားမိလိုက်လျင် အဖြစ်ကိုတစ်ခုတည်းပေတော့မှမရတတ်ပထမအဖြစ်ပြီးသည့်နောက်ကျမဤမျက်နှာထားမပြောင်းလဲသည့်ကိုတတိထားမိလျင်ဒုတိယအဖြစ်ကို ပြောင်းလဲပေးတတ်သည်ဟမ်မဟုတ်ဘူးမဟုတ်ဘူးပိုတက်ဆီယမ်ကာမီခနိတ်ဆိုသောအဖြစ်မျိုးဖြစ်သည်တကယ်တော့သူ့ပထမအဖြစ်ကအမှန် ဒုတိယအဖေကအမသူ့မှာကိုကိုကိုယုံကြည်မှုနဲ့တီးဟုကျမမှတ်ချက်ချမိသည်သူထမင်းမစားခြင်းမူဆိုရင်ကျမကအိမ်မှာတစ်ခုခုလုပ်ပြီးသူ့ကိုသွားပို့ပေးရန်ဖုံးဆက်ပြီးမိမိသည့်အခါမျိုးတွေရှိသည်သမီးကေခိုင်ជីဦးတော့ချင်းတလားဖထုတ်ပေါင်းတော့ချင်းတလားဟူသောမိကွန်းအတွက်ပထမအဖေကိုချက်ချင်းရ၏ជីဦးတော့ချင်းနဲ့အန်တီထို့နောက်၂စက္ကန့်အတွင်းဒုတိယအဖေကိုပြောင်းပေးပြန်၏ မဟုတ်ဘူးမဟုတ်ဘူးဖတ်ထုတ်ပဲတောက်ချင်နေကျမကအနေငယ်မျက်မှောင်ကျုံမိရကလေးလေးနက်နက်လေးတန်ဖြင့်မေးမိ၏။တမီတေးချတယ်နော်ဖတ်ထုတ်တောက်ချင်တာဟုတ်ရဲ့လား။သူအခါသူတီနှစ်စက္ကလောက်အတွင်းချက်ချင်းပင် ပထမအဖြေစီ ပြန်ရောက်သွားပြန်၏။ကြည်ဦးပဲတောက်ပါတော့မယ်အန်တီ။သူဘာဖြစ်လို့တခုခုအပေါ်မှာစိတ်မပြတ်သားရတာလဲ။ဘာကြောင့်လဲ။ ထိုအခါမျိုးတွင်ကျမသည်သူ့အဖေကိုပြန်ပြီးတတိယအောင်မေ့သွားရတတ်ပါသည်။ဒါအဖေပီစာအမွေတော်မဟုတ်နိုင်ဘူး။သူ့အဖေသည်ငယ်စဉ်ကတည်းကရွေးချယ်မှုတစ်ခုခုကိုပြုလုပ်ရန်ပေလုံးကမှနှောင့်နှေးတွင်းဆုံမှုမရှိခဲ့။ဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာချနိုင်ခဲ့သည့်ကြည်ပင်ဖြစ်သည်။သူ့ဘဝမှာမပြတ်သားခဲ့သည့်တစ်ခုထဲသောပြဿနာမှာကျမဖြစ်သည်။ကျမကိုသူ့ဘဝထဲခေါ်သွင်းရမလား။ထားရခဲ့ရမလားဆိုတာကိုတော့ သူလှပောင်းများစွာတွေ့ဝီခဲ့ဖူးတာပေါ့တိုးတော်နောက်ဆုံးမှာတော့သူပြတ်သားခဲ့တာပါပဲကျမကိုအခုအချိန်အထိအထီးကျန်ဘဝအပေါ်တွေ့တာနေဝင်စေဖြစ်စီလောက်အောင်ပင် သူပြတ်သားခဲ့ပါသည်ကျမဒီနောက်ပိုင်းတွင်အင်အမောထက်ဝရန်တမှာဟိုဘက်ချက်ဝင်းစီတို့လှမ်းရှာကြည့်မိတက်လာသည်ညနေခင်းခဏအနာယူချိန်၌ ကလေးတွေပန်းချံထဲမှာဟိုနီယာဆုစုတီနီယာဆုစုစကားပြောတတ်သောကြောင့်ဖြစ်သည်အဲ့ဒီလိုညနေကျန်းအချိန်မျိုးမှာ သူဘာလို့နေတတ်တလဲဟုကျမမေးကြည့်ဘူး၏အခန်းထဲမှာတချင်နားထောင်နေတာဟုဖြေပါသည်သူအဖေကသူ့အားနှစ်ချက်ဖြင့်နားထောင်ရသောပော့မင်းကက်ဆက်ကလေးတစ်ခုနှင့် CD တက်ပြားဖွင့်ဆက်ကလေးတစ်ခုပေးလိုက်သည်ဂီတာကိုအာယုံနှစ်ဝင်နိုင်တော့ကောင်းသည်အစားအယုံတွေနေသွားနိုင်တာပေါ့ဟု ကျမမှတ်ချက်ချမိသည်တမီဘယ်သချင်းကိုကြိုက်တလဲကလေးတွေကိုတွေ့တိုင်းအလင်းတင့်တယ်လို့မိခွန်းတွေမိတက်တီကျမသည်သူ့ကိုယ်တော်တာမန်ထပ်ပူခဲ့သည့်စိတ်ဝင်စားမှုဖြင့်ဆက်စုမေးမြန်းမိလိရှိပါသည်ဘရစ်တနီစပီးယားကြိုက်တယ် M2M ကြိုက်တယ်ဗနက်ဆာကတန်ကြိုက်တယ်သူကနှလုံးလေးတောင်းကန်စင်စားရင်ဖြစ်နေကျမလှုပ်ခနေအမေရိကန်ဖြင့်ရှီမော်လိုက်မိဘူးဤအလို ပင်လောင်းသူလီကအလားကြီးပါလားထိုအခါသူကအနေငယ်နှက်ခမ်းဆိုသွားသည်ဖေဖေကသမီးကိုတစ်ကြတဲ့ကျိုးလူဆောင်တက်ပြီးထားတာဥစ္စာသူအဖေကိုတော့တိုးတိုးတော်ချစ်မြတ်နှုအားကိုအဟန်ရှိသည်ပတ်စကားပဲဥတီပြောပြောထိုစကလုံးနဲ့အတူသူအဖေပါသည်ဤကလေးမကိုသူအဖေဘလောက်များချစ်လိုက်မလဲကျမတခါတခါသူ့ကိုငေးမွေးရင်းမှန်းဆကြည့်မိသည် သူနှင့်ရုပ်ရည်စင်တူသောကိုပွားသမီးငယ်လေးကို သူ့အသက်တမျညနိုးတွေတာပေးလိမ့်မည်။ထိုသမီးငယ်လေးကိုမွေးဖားပေးတော်သူစနီကိုလည်းအထက်ထက်အခါခါကျေးဇူးတင်ရင်ချစ်မြတ်နိုးမဆုံးဖြစ်ရလိမ့်မည်။ထိုသမီးငယ်လေးကိုဘဝမှာဘာဖြစ်စေချင်မှလဲ။သူ့လိုပဲဆရာဝန်ဖြစ်စေချင်မှာပေါ့။သားကြောင့်သာမြို့တီတီလေးမှာသူနဲ့အတူရင်ကွန်မှာထားခွင့်ရပါလျက်မြို့တော်ကြီးတို့ကြောင်းအိတ်ကြောင်းထားပေါ်လာဆောင်လာထားခြင်းဖြစ်မှာပေါ့။တမီးအသက်ကြီးလာရင်ဘာလို့ချင်တယ်လဲ။ မေးမိသည်ဆရာဝန်လုတ်ချင်တယ်ဟုဖြေပါသည်ဆရာဝန်ဘာလို့လုတ်ချင်တာလဲဟုထပ်မေးမိ၏သူအခါသူခဏတွေ့ဝေးသွားသည်ထို့နောက်ခက်ဆာဆာဖြေသည်ဖိဖိလိုဖြစ်ချင်လို့ဖိဖိလိုလူနာရီနဲ့ကြည်နေရတာကိုတမီးကြိုက်တာလားဖိဖိသိပ်ပင်မန်းတာပဲကလေးမကအမှန်ကိုယခုမှစဉ်းစားမိသည့်နှစ်နှစ်ထားဖြင့်စဉ်းစားဖြေပါသည်ဖိဖိကစေကန်းကိုတနင်္ဂနွေပိတ်ချင်နေတယ် ါပေမဲ့ပိတ်လို့မရဘူးလို့ပြောတယ်။ဟုတ်တယ်လေ။လှနာဆိုတာနေမကောင်းဖြစ်တဲ့အချိန်မှာစိတ်ကူးခံကျင်တာပေါ့။ဆရာဝန်ဆိုတာလေအဲ့ဒီလူနာတွေအတွက်အမြဲအစဉ်တင်ဖြစ်နေရတာပဲ။သူ့ကိုရှင်းပြတယ်လို့နဲ့ကိုကိုကိုနှစ်သိပ်ဖြောက်ဖြားမိပါသည်။ဟုတ်တယ်နော်။ဖဖေကပြောတယ်။လူတွေကိုဝိညာဉ်ကနေတက်တာအောင်လုပ်ပေးရတာစိတ်နဲ့ဆရာကောင်းနေတဲ့ သူဆရာဝန်ဖြစ်ချင်သည်ဟူသောစန္ဒမှာသူအဖေ၏လွှမ်းမိုးခံရမှုကတော်တော်အရေးပါသောအကြောင်းဖြစ်ပါလိမ့်မည်။တမင်းမြို့မှာပဲနေပြီးတောင်းတရင်ဆေးတက်ကတူကိုတက်ခွင့်ရလောက်အောင် အောက်မှကောင်းလိုက်မယ်လို့မထင်လို့ဒီကိုလာတာလား။ကျမသူ့ကိုစစ်စစ်ပေါက်ပေါက်မေးမိသည်။တမင်းမတည်ဘူး။ကလေးမကနှလုံးကလေးဝိုင်းရဲ့ကျမအားစုံဝေစွာကြည်လာပါသည်။ဖေဖေကပို့လို့လာတာလား။ဖေဖေကဒီကိုမပို့ချင်ပါဘူး။ ဖူဖူကပို့တာကျမအနှင်းငယ်အံ့ဩသွားသည်ဖူဖူဆိုတာဖဖေးရဲ့အဖေအော်ကျမဘာမှမပြောနိုင်ဖဖေးနဲ့ဖူဖူနဲ့စကားတွေများကြသေးတယ်တိုင်းမဲ့ဖဖေးကလျှော့လိုက်ရတယ်ဒီတစ်နှစ်ပဲထားမှာတဲ့တကယ်လို့ဖူဖူထင်တယ်လို့မဖြစ်လာရင်နောက်နှစ်တော့သမီးကိုဖဖေးစီမှာပဲထားမှာတဲ့ဒါဖြင့်သမီးစာမေးပွဲကျသွားနိုင်တယ်လို့သမီးအဖေထင်နေတာလား သူအနှင်းငယ်မျက်နှာညှိုးသွားသည်အိမ်ထဲခွေးရရှင်တမိငူနေလိမ့်မယ်လို့ဖေဖေကဖိုးဖိုးကို ပြောတာပဲတကယ်ရောတမိငူနေကြပဲလားကျမမိမိတို့သူချက်ချင်းမျက်ရည်တွေရွေဝဲရမှပြည့်ရှံသွားသည်ခေါင်းကိုစက်ကနေညှိလိုက်တော့အခါပြည့်ရှံနေသောမျက်ရည်တို့လွင့်စင်ကျသွားလေသည်ကျမသည်ကလေးမလေးဤနုမြေလာသောမျက်နှာလေးကိုငြိကြည့်ကရှင်ထဲမှာစက်ကနေနာကျင်သွားသည် ။တမီဖေဖေနဲ့မမေကိုအရင်တတိရတာပဲအန်တီ။အိုးတမီရေကျမတို့ပါပြမမျက်ရည်စားတို့ကိုလက်ဖြင့်အသာအရာပုတ်တက်ပေးမိတီ။အန်တီဖေဖေကိုခေါ်ပေးမလားဟင်။ဖယားရှိအန်တီစကားဆိုဖေဖေနားထောင်ကျင်နားထောင်မှာပေါ့။တမီစီကိုအလေလာဖို့ခေါ်ပေးပါလား။ကျမဤတောင်းဆိုချက်ကို သူ့အဖေလိုက်လျောမြည်ဟု သူချင်နေခဲ့တီ။ ကျမကသူ့အဖေအပေါ်မှာပေတုံးကမှဘာကူမှမတောင်းဆိုခဲ့ဘူးတီကိုကလေးမမတီးတောင်းယူမှပေးမိအရာမျိုးကို သူ့အဖေထံမှကျမမလိုချင်ခဲ့ပါ သူမပေးနိုင်တာတခုကိုတောင်းမိသွားမှကျမစိုးရိမ်တီကျမကိုလိုက်လျောကျင်စိမ့်နေမလိုက်လျောနိုင်တီဆုံးဖြတ်ချက်တို့အကြားမှာသူ့တွေ့ဝေသွားမှာကိုကျမကြောက်တီသူမလာနိုင်တာကိုလာပါလို့ခေါ်ရင်သူစိတ်မကောင်းဖြစ်ုံပဲရှိမှာပေါ့တမီးရဲ့ သူလာနိုင်ရင်လာမှာပေါ့ကျမဖြောင်းဖြားမိသည်သူလက်မခံပါသူမလာနိုင်ဘူးလို့အန်တီဘလိုလို့တည်တာလေသူလာနိုင်တာဖြစ်ချင်းဖြစ်နေမှာပေါ့နှစ်ရက်သုံးရက်တော့စိတ်ခက်ခနာပြေလို့ရချင်ရမှာပေါ့ရရင်လာမှာပေါ့မဟုတ်ဘူးလားမရလို့မလာတာပေါ့မဟုတ်ဘူးလာလို့တော့ရချင်ရနေမင်းတိုင်းမဲ့တမိဖိဖိကိုအရင်တတိယနေတယ်ဆိုတာဖိဖိမသိရင်ဖိဖိဘယ်လာမလဲ တမီးအရန်ခံစားနေရတာကိုဖေဖေတိမလာဖို့စူးစမ်းမှာပေါ့အဲ့လိုတိအောင်အန်တီကပြောပြရမှာပေါ့ပြောပြမှတိမှာပေါ့အန်တီရဲ့နော်နော်ကျမကလေးမကိုငေးမောသွားမိတိဟုတ်တလားသူပြောတာမှန်တလားပြောမပြပဲလာနိုင်ရင်လာမှာပေါ့ဟုစိတ်မဲ့မျိုးတိတ်ပြီးမျောလင်းနေရမှာနဲ့စာရင်အောင်မေတတစိတ်ကိုပွန်ဟပြေးတောင်းဆိုလိုက်တာကပုတ်ပြီးတပါဝကြတလားကျမမတိပါ နော်အန်တီဒီမှာဖိဖိသမီးကအရင်ငုံနေတယ်လို့ဖိဖိကိုပြောပေါ့ကလီမာကကျွဲ့နှဲ့စွာပူစာဤကျမစိတ်ရှုပ်ထွေးစွာမျက်မှောင်ကျုပ်မိသည် အရင်မှမငုံဘဲနဲ့သမီးကတခါတခါမှငုံမိတာမဟုတ်လားအန်တီနဲ့သမီးခဏခဏစကားပြောမိရှီမိကြတာပဲဥစ္စာအော်အန်တီကလည်းတခါတခါငုံတာလေအရင်ခံစားရတာပဲဥစ္စာအဲ့လိုပြောမှဖိဖိသမီးကိုတနာပြီးလိုက်ထုံမှာပေါ့ ကြည်စံတမီးတော်တော်ဆိုးပါလားကျမမချစ်မရဲပြုံးမိသည်ဒါဆိုးတာမဟုတ်ပါဘူးအန်တီရင်တခုခုဆိုတာတောင်းမရတာမဟုတ်ဘူးလားအဲ့ဒါကြောင့်မကျမသူ့ကိုကတိတော့မပေးခဲ့ပါအန်တီစဉ်းစားမယ်လीဟုသာပြောခဲ့သည်ကျမတကယ်စဉ်းစားရပါအောင်မီအကယ်၍သာသူ့လက်ထက်သူမှကျမဖြစ်ခဲ့ရင်ကိခိုင်သည်ကျမဤတမီးလေးဖြစ်လာမလား ို့အတွေ့အကြုံကျမကိုအတိတ်ကာလဤဝိညာဉ်ရီကြားမှာနှောင်ဖွဲ့တင်ကျပ်သွားစေခဲ့သည်တမီဤ15နှစ်16နှစ်အရွယ်မျက်နှာလေးတီသူဤအသက်22နှစ်အရွယ်မျက်နှာနှင့်အတူတူပဲဖြစ်သည်မို့တမီကိုစကားပြောနေရင် လွန်ခဲ့သည့်နှစ်များစွာက သူ့ကိုကျမအနီးမှာပြန်လည်ရရှိလိုက်သလိုပဲခံစားလိုက်ရသည်အဲ့ဒီတုန်းကကျမမှားရွေးခဲ့သလားဟုအခုအခါမှာပြန်စဉ်းစားကြည့်မိသောအခါ ကျမအနေငယ်တော့တွေ့ဝေသွားခဲ့သည်ဟုကိုကိုကိုတတိထားမိ၏လူကျနာတစ်ခုကိုအတနာခံတောင်းဆိုမှပိုပိုကဲကဲလေးဖွင့်ဟဝင်ခံမှရမည်ဆိုလျင်နေပါစီတော်ဟုကျမခံယူခဲ့မိသည်ဖေရုံကမှသူ့ကိုဘာမှမတောင်းဆိုခဲ့ဘူးသည့်အတွက်လည်းကိုကိုကိုနာကျင်မှုအကြမ်းမှကျဉ်က်ခဲ့မိသည်နှစ်ပေါင်း20လောက်ကြာသည့်အထိကျမဤအတိတ်ကိုကျမပြန်အောင်တမရခဲ့ပါအခုတော့သမီးဤစကားတခွန်းက ကျမ၏နှလုံးသားကိုဆူဆူနဲ့နဲ့နှာကျင်အောင်ထုတ်ဖောက်သွားခဲ့ပြီးသူအခါကျမသည်ထိုညချမ်းတစ်ခုလုံးကိုသူ့အကြောင်းတွေ့တော်ရင်ဖြင့်အချင်းဖြုံးမိသွားတော်သည်ကျမမှားသွားသလားမှားခဲ့သည်ဆိုလည်းနဲ့ဘယ်တော့မှပြန်ပြင်၍မရတော်သည့်အမှားပဲဘာကြောင့်ပြန်စင်စားနေတော်မလဲမစင်စားနေကိုကိုကိုရှုံချမိသည်ဒါမှမဟုတ်ကျမမှန်ခဲ့တာလည်းဖြစ်နိုင်၏သူကိုကျမတောင်းဆိုကြည့်ပေမဲ့လည်း သူမလိုက်ရောနိုင်ပြီးတောင်းဆိုချက်ကြီးဖြစ်နေနိုင်ခဲ့တာပဲသူမလိုက်ရောနိုင်တာတေချာသည့်အခွင့်အရေးတစ်ခုကိုကျမတောင်းဆိုမိခဲ့ရင် ကျမကိုသူမပေးလို့သူ့ကိုကျမစိတ်ကွက်မိကောင်းကွက်မိမိကိုအဖြစ်ကိုရှက်မိကောင်းရှက်မိနိုင်သည် သူလည်းရခင်ထပ်ပို၍စိတ်ရှုပ်ထွေးအုံနောက်ချက်ခဲ့ပေးလိမ့်မည်ဒါမှမဟုတ်ကျမကိုသူတနာကျင်တနာမိသွားနိုင်သည်အခုတိုင်းဒီကမလှဘူးလားကျမမတိပါ ပါပဲဖြစ်ဖြစ်သူ့ထံသို့ကျမစားတောင်ရေးရလိမ့်မည်။သူမဟုတ်တယ်လီဖုန်းဆက်ရလိမ့်မည်။တမီးပြောစီချင်သောတမီးအလွမ်းကိုတနည်းနည်းဖြင့်သူတိအောင်ပြောပြရပါလိမ့်မည်။ကျမအမေအလွေရလျက်ဘေးတော့ကမှမဆက်သွယ်မိခဲ့သောဖုန်းနံပါတ်ကလေးကိုငေးကြည့်နေခဲ့မိသည်ကအချိန်ချင်းလွန်မြောက်ခဲ့ပြီ။စာပဲရေးလိုက်ရမလား။စာရေးတာကအချိန်ချင်းအသည့်ရေးလို့ရသည် တယ်လီဖုန်းနဲ့ဆိုရင် စကားအတုံးအနှုံးစကားလုံးတစ်ခုခုချစ်ချော်ပြောမိရင်ပြန်နှုတ်ယူလို့မရစာနဲ့ပဲပြောပြပါတော့မည်နှစ်ပေါင်းများစွာမမြင်ရတိလက်ရည်ကို စာအိတ်ပေါ်မှာမြင်ရရင် သူဘလို့တုံ့ပြန်မှာလဲကြည်နူးသွားမလားအံ့ဩသွားမလားမျက်မှောင်ကျုံမိသွားမလားသူမဟုတ်ကျမလက်ရှိကို သူမမတ်မိတော့တာလေဖြစ်နိုင်ပါသည်ဆယ်နှစ်ပြည့်စစ်တပ်ဖွဲ့မဂဇင်း ချက်ချင်းဤအမှုပညာနှင့်ဝတ္ထုတို့များစာအုပ်မှာကျူ